ကဲအားလုံးမင်္ဂလာပါဗျာ Digital Edu မြန်မာ Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့ဒီ Binance Theme ပါเนาะကျွန်တော်တို့မြန်မာနိုင်ငံမှာငလင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ Binance အနေနဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေကိုကျွန်တော်တို့ဒေါ်လာတွေဒီ BNB လေးတွေကျွန်တော်ပေးထားပါเนาะအဲ့တော့ Brother တို့ကကျွန်တော် BNB တွေကိုကျွန်တော်တို့မယူရသေးဘူးဘယ်လိုမျိုးယူရမလဲဆိုတော့ Brother တို့မသိသေးဘူးဆိုတော့ဒီ video ကိုကျွန်တော်အဆုံးထိကြည့်လိုက်ပါ Brother တို့ကလည်းကျွန်တော်ဒီ Binance account ရှိတယ်ဆိုရင်အဲ့ Brother တို့လည်းယူလို့ရပါတယ်အဲ့တော့မယူရသေးဘူးဆိုရင်တော့ကျွန်တော်ဒီနေ့ video ကိုအဆုံးထိကျွန်တော်နဲ့အတူတူ like ကြည့်ပေးပါကဲဒါဆို ော် let's go အဲ့ brother တို့ကဘယ်လိုမျိုးယူရမလဲဆို brother တို့မသိသေးဘူးဆိုတော့ကျွန်တော်တို့အရေးဆုံး finance ထဲဝင်လိုက်ပါကျွန်တော်တို့ဒီနေရာမှာကျွန်တော်ရဲ့ဒေါ်လာဆိုအခုဆိုရှိတော့ brother တို့မြင်တဲ့အတိုင်းပဲ BNB ဈေးကအာနည်းနည်းတော့ထိုးချနေရပါတော့အဲ့တော့ကျွန်တော်တို့ယူဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီ home ထဲကိုကျွန်တော်နှိပ်ပေးထားပါပြီးကျွန်တော်တို့ဒီပေါ်အားကောင်เนาะအဲ့ဒီကောင်လေးကိုကျွန်တော်နှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော် reward half ဆိုတာလေးရှိတယ် account ထဲကိုကျွန်တော်ဝင်လိုက်ပါ hobby real heart ထဲဝင်ပြီးပြီဆိုရင် brother တို့မြင်တဲ့အတိုင်းပဲဒီမှာ voucher လေးပေးထားပါเนาะအဲ့ဒီ voucher ကိုကျွန်တော်တို့သုံးမှတ်ရမယ်ပေါ့နော်အဲ့ဒါအဲ့ဒီ voucher သုံးဖို့အတွက်ဆိုကျွန်တော်တို့ဒီ my voucher ချောင်းကျွန်တော်တစ်ချက်ခေါက်လိုက်မယ်ဟုတ်ပြီ brother တို့မြင်တဲ့အတိုင်းပဲကျွန်တော်တို့0.00834ကျွန်တော် BNB ပေးထားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော် use ဆိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ဆိုရင် use to your လို့ကျွန်တော်နှိပ်ပေးလိုက်မယ်ဆိုရင် โอเคဖြစ်သွားပြီဒီမှာနှစ်ခါဖြစ်သွားလဲတော့ကျွန်မ NA ဒါဖြစ်သွားပါเนาะအဲ့တော့ brother တို့ back dash ထွက်လိုက်ပါ back dash ထွက်ပြီးတော့ brother တို့ဒီနေရာမှာနည်းနည်းအပေါ်ဆွဲချလိုက်ပါပြီး brother တို့မြင်တဲ့အတိုင်းပဲအပေါ်မှာ52ဒေါ်လာဖြစ်သွားပြီခုန49ဒေါ်လာရှိတာအဲ့တော့ဒီကောင်ကဘယ်မှာတွားကြည့်ရမလဲဆိုဒီနေရာမှာပေါ့နော် wallet ထဲမှာကျွန်တော်တစ်ချက် show လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့ BNB ဘယ်မှာတွားကြည့်ရမလဲဆိုကျွန်တော် wallet ထဲကိုကျွန်တော်ဝင်လိုက်ပါပြီး brother တို့မြင်တဲ့အတိုင်းပဲ BNB 0.00 8314ဆိုပြီးကျွန်တော်ပြထားတယ်အခုဆိုရင်ကျွန်တော်တို့ဒီကောင်ဒေါ်လာအနေနဲ့ဆို4.57ဒေါ်လာရှိတယ်ပေါ့နော်မြန်မာငွေ ဝင်နေတော့မယ်ဆိုတာ BNB ဈေးကျနေလို့ BNB ဈေးတက်မယ်ဆိုရင်9ဒေါ်လာဝင်ကျင်လောက်တော့ရရမယ်လို့ကျွန်တော်ထင်တယ်အခုလောလောဆယ်ကမြန်မာငွေလဲဖို့အတွက်ဆိုဒီကောင်ကဒီ spot ထဲမှာရှိရပါတော့အဲ့ spot ထဲမှာရှိတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ fund day ကိုအရင်ဆုံးပို့ရမယ် fund day နဲ့မှကျွန်တော်တို့တစ်ဆင့်ရောင်းလို့ရမှာပါနော်အဲ့တော့ spot ထဲကနေကျွန်တော် fund day ကိုပြောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာ transfer ဆိုတာလေးရှိတယ်အဲ့ transfer ကိုကျွန်တော်တစ်ချက်နေပြလိုက်ပါဒါတာတို့ကအခုလောလောဆယ်ဈေးကကျနေလို့မရောင်းချင်ဘူးဆိုလည်းအခုလောလောဆယ်မရောင်းပါနဲ့ကျွန်တော်မှဒီမှာ max လောက်လိုက်မယ်ဆိုရင် data တို့ဒီမှာ4.5ဆယ်ပဲတခါတည်း confirm ဆိုတော့ transfer လုပ်လိုက်မယ်ဆိုရင်ကျွန်တော် BI BNB ကိုဒီ Fundy ထဲကိုကျွန်တော်ပို့ပြီးသွားပြီးပဲဖြစ်ပါတယ်အဲ့တော့ Fundy မှာကျွန်တော်တို့ဒီ USDT ကိုကျွန်တော်ပြောင်းပေးရမယ်ဒေါ်လာအနေနဲ့ convert လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်တို့ဒီ trade ထဲကကျွန်တော် convert ကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ခုနကကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်တို့ BNB ရောင်းမှဖြစ်တဲ့အတွက် BNB ကိုကျွန်တော်တစ်ချက်ခောက်လိုက်မယ်ပြီးအောက်မှာကကျ USDT ပြောင်းမှဖြစ်တဲ့အတွက် USDT ကိုနှိပ်လိုက်ရမယ်အဲ့တော့ကျွန်တော်တို့ခုနကကျတော့ဘလောက်ရှိတာလဲဆို0.008ဆိုတော့အဲဝင်းကျင်ပေါ်တော့ဒါလောက်ဝင်းကျင်ရှိတယ်အဲ့တော့ကျွန်တော်တို့0.008ပဲကျွန်တော် ော်တခါတည်းရောင်းလိုက်မယ်အဲ့တော့ကျွန်တော်တို့ USDT ကဘယ်လောက်ရမလဲဆို4.37ရတာဗောနော်အဲ့တော့4.37ကိုကျွန်တော်တို့အဲ brother တို့ကရောင်းမယ်ဆိုရင်လည်းတခါတည်း preview ကိုကျွန်တော်တစ်ချက်နှိပ်ပြီးလိုက်ပါပြီးကျွန်တော်တို့ခဏဆောက်ပြီးမယ်ဆိုဒီမှာ confirm ကိုကျွန်တော်တစ်ချက်ခောက်လိုက်မယ်ဆိုရင်ဒီမှာ funding wallet ထဲမှာကျွန်တော်တို့4.37ဒေါ်လာရရှိသွားပြီဖြစ်ပါတယ် ဒီ trade ထဲမှာပဲကျွန်တော် P2P ကိုကျွန်တော်တက်ချက်ခောက်လိုက်မယ်။ P ဒီအပေါ်မှာပေါ့နော် MMK ကိုကျွန်တော်တက်ချက်နှိပ်ပေးလိုက်မယ်။အဲ့တော့ရောင်းမဲ့ဆိုရင်ဒီမှာ sell လို့ကျွန်တော်တက်ချက်နှိပ်ပြီးတော့ဒီမှာ brown dollar ပေးထား dollar ကိုဘယ်လောက်ပေးမယ်ဆိုပြီးတော့ကျွန်တော်ပြထားတယ်ပေါ့နော်။ဝင်းအောင်အများကြီးပေးထားတဲ့လူကိုကျွန်တော်ရောင်းလိုက်ပဲဒီမှာဆိုရင်4500ပေးထားတယ်။4500ကိုကျွန်တော်တသောင်းနဲ့စမယ်ဆိုဒီလူနဲ့ရောင်းလို့ရတယ်ဒီမှာ sell လို့ကျွန်တော်တက်ချက်နှိပ်ပြီးတော့ဒီမှာ brown dollar ဘယ်လောက်ဒေါ်လာရောင်းချင်လဲ4.3ဆိုလဲ4.3ရောင်းပြီးတော့ကျွန်တော်တို့လုပ်ပေးလိုက်ပဲကျွန်တော်အားတော့မပြတော့ဘူးပေါ့နော်။အဲ့တော့ brown dollar ရောင်းချင်တဲ့ရောင်းပါအကယ်၍ရောင်းတဲ့ဒီကိုအသေးစိတ်သိချင်ရင်တော့တော့တစ်ခါလေး share ရမလို့အောင်ဒီမှာ န် unscript မှာကျွန်တော်ပေးထားပါတယ်အဲ့ဗီဒီယိုတွားကြည့်လိုက်ပါကျွန်တော်တို့အမှပြန်စကြမယ်အားလုံး Jesus တွေပါတယ်အားလုံး thanks for watching